်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာအုတ်ချုပ်ရည်ပြင်းလဲလဲပတ်နိုင်ဖို့စစ်ကောင်စီရဲ့ရက်ကွက်နဲ့ခြေဝါအုတ်ချုပ်ရည်မှုဟောင်းတွေကိုမေလ14ရက်မှာ ခေါ်တွေ့ပြီးရာထူးပြန်ခတ်လိုက်တယ်လို့အုတ်ချုပ်ရည်မှုနယ်နေဆက်သူတွေကပြောပါရယ် MNDA နဲ့တော်လှန်ရေးတပ်တွေလာရှိုးမြို့ကိုမသိခင်ကစစ်ကောင်စီခန့်အပ်ထားတဲ့ရက်ကွက်12ခုနဲ့ခြေဝါတချို့က အုတ်ချွေရေမူဟောင်းတွေအားလုံးကိုပြန်ခေါ်တွေ့တာဖြစ်ပြီးအုတ်ချွေရေပြန်လည်လည်ပတ်နိုင်ဖို့လှုံ့ဆော်နေတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ဘက်ကရက်ကွက်တက်ကနေစနစ်အထိနေမြေမှုနဲ့ရာအိမ်မှုအားလုံးကိုခေါ်တာဖြစ်ပြီးသူတို့လူကိုသူတို့ပြန်ခေါ်ခန့်တာလို့အုတ်ချွေရေမူတွေနဲ့နေဆက်သူက DBB ကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီလ21ရက်နေ့မှာကိုကန့်တက် MNDA ကတရုတ်ရဲ့ဖိအားကြောင့်လာရွှေမြို့ကနေပြန်ဆုတ်ပေးလိုက်ရပြီးနှစ်ပတ်ကျော်ကြာတဲ့အထိစစ်ကောင်စီကအုတ်ချွေရန်တရားကိုလည်းပတ်နိုင်တာမရှိသေးပါဘူး။ ဒါပြင်ရရှိလာတဲ့ဝန်ထမ်းတွေလည်းမန်ဆူရှမ်းကျောင်းမှာတဲခိုနေရတယ်လို့သိရပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကလာရှိုးလေစိတ်ကိုစစ်ကောင်စီဘက်ကပြည်လဲပြေးဆွဲဖို့ပြည်လဲပြင်ဆင်နေပြီးမကြခင်ရက်ပိုင်းအတွင်းပြည်လဲပြေးဆွဲသွားဖို့အခြေအနေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်ကုကန်တက် MNDA ရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့သိမ်းတိုက်ပွဲအတွင်းပျက်စီးသွားတဲ့လာရှိုးလေစိတ်ကို မေလပထမဘက်ကစပြီးစစ်ကောင်စီတပ်ဘက်ကပြန်လည်ပြုပြင်နေကမေလ22ရက်မှာပြန်လည်ပြီးဆွဲသွားမယ်လို့လာချို့လေစိမ့်နဲ့နှီးဆက်သူတွေကပြောပါတယ်။လာချို့လေစိမ့်ရဲ့လေရင်ပြေးလန်းနားနေဆောင်နဲ့အဆောက်အဦတွေကိုစစ်ကောင်စီကပြန်လည်ပြုပြင်နေတာကိုတွေ့ရပြီးခြုံတွေကိုလည်းရှင်းလင်းထားပြီလို့ဆိုပါတယ်။အဲဒီလေစိမ့်ကိစ္စကသူတို့ပြုပြင်မှုမှန်တာတော့ကျွန်တော်တို့မြင်တယ်။လာလေရင်လန်းလျော်အဲဒီဟိုကလည်းလေရင်ကွင်းထဲက ဒီနားနေဆောင်လေးကစအားလုံးကတော့ပြန်ပြုတ်ပြင်းနေတာတော့တွေ့တယ်လင်းရင်ပြေးဆွဲတာတော့မတိသေးဘူးနော်ဆရာတော်တိုက်ပွဲကာလမှာတော့လာချိုးလေစိတ်က control tower ပြက်စီးပြီးလင်းရင်ပြေးလန်းကတော့အနေငယ်ပဲပြက်စီးတာရှိတယ်လို့ MNDAA ရဲ့စီရေးတရင်ရင်းမြစ်က DBB ကို ပြောပါတယ် MNDAA ရဲ့လာချိုးမြို့သိမ်းတိုက်ပွဲကြောင့်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လပထမပတ်ထဲမှာလာချိုးလေစိတ်ကိုလင်းရင်ပြေးဆွဲတာတွေရန်နာလိုက်ရတာဖြစ်ပါတယ် စစ်လက်နဲ့လေပါလေတဲကျင်တာတို့ဘာတို့ညာတို့ဆိုရင်တို့ကလုံနေကြတို့တို့ထုံးဆန်လုံနေကြလူအင်အားဖြည့်တာတို့ဒီစစ်လက်နဲ့လေပါလေတဲတာတို့ဆိုရင်တို့ကုန်းလန်းကနေလာတိတ်မလုံချုံဘူးပြင်းကြတယ်ဒီဟာနဲ့တို့ဟိုတင်ပို့မယ်ဆိုရင်လွယ်တယ်လေမြန်တယ်လေတို့ရဲ့ခရီးအဲအဲ့ဒါလေးလည်းတို့အတုံးအတုံးပြုတ်ချင်တာလဲပါမှာပေါ့ဗျာနော်လေရင်ကွင်းကြီးကိုပြန်လဲပြုတ်ပြင်မွမ်းမှန်ထိမ့်သိမ့်ဖို့ပကတိအတိုင်းပြန်ဖြစ်ဖို့ဆိုတာတော်တော်တော့မလွယ်ဘူးစရာ အနည်းဆုံး6လနဲ့တနစ်လိုမယ်ဘာလို့နားနေဆောင်ကနဲတဲ့အဆောက်အဦးတွေမဟုတ်ဘူးလေနော်အဝင်ပေါက်လေပြီးတော့လေရင်တွားလန်းကတော့ထားလိုက်ပါအဲ့ဒါတော့မကောင်းလို့မှမကောင်းရင်ပြေးလို့မရဘူးပြီးတော့ပေးပတ်လေကခြုံလေပါလေညာလေတို့လောကပလက်ပွားဖြစ်ကုန်ပြီလေနော်အဲ့ဒါလေးပြန်ပြင်ရမှာဒီနောက်မဟာမိတ်တုံးဘွဲ့ရဲ့2029ဆစ်စင်ရေးကာလာကအဲ့ဒီလာချိုးလေရင်ဝင်းကနေခီးတဲ့တင်လေရင်တွေနဲ့စစ်ကောင်စီတပ်သားတွေမိသားစုဝင်တွေနဲ့လက်နက်ခဲယမ်းတွေကိုပို့ဆောင်ပေးတာတွေရှိခဲ့တယ်လို့ဆိုပါတယ် MNDAA ဟာလာချိုမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ25ရက်မှာတိမ်မိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတရုတ်ရဲ့ဖိအားတွေကြောင့်အခုနှစ်ဧပြီလ22ရက်မှာလာချိုမြို့ကနေပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်ကျွန်တော်လင်းရင်ပါ ရန်ကုန်တိုင်းရှိပြည်သားမျိုးနယ်အမှတ်ရှိရွက်မှာမျိုးသမီးငယ်တယောက်ကိုအုပ်စုဖွဲ့မတိန်ကျင်ပြီးရွှေလက်စွန်းနဲ့ဖုန်းယူကတပ်ဖြတ်အလောင်းဖြောက်ခဲ့သူ၃ယောက်ကိုရဲတွေကဖမ်းပြီးစစ်ဆေးနေတယ်လို့မြို့ကန်တွေစီကသိရပါတယ်။သေဆုံးသူဟာအသက်၂၁နှစ်အရွယ်မတ်တီရီနယ်ဖြစ်ပြီးဂျပန်နိုင်ငံသွားရောက်ဖို့ဆာမူဝဲဖြေဆိုရန်မြင်းချက်မျိုးကနေရောက်ရှိလာကရှေ့ရွက်တပင်ရွှေထီလန်းနဲ့ဗိုမေးအောင်လန်းတောက်ကသုံးတက်အဆောင်မှာနေထိုင်နေတာလို့ဆိုပါတယ်။ အစုဖွဲ့မရေကျင်နာကို CID ကအတီးပြူတာဖြစ်ပြီး yes ကန်ကမိတဲ့သူတွေကိုလူတက်မှုလူရဲမှုထိခိုက်နာကျင်စေမှုနဲ့ဖွင့်ထားပြီးမရေမှုမပါဘူးလို့အောက်ချုပ်ရေးနဲ့နှိစက်တဲ့တရေရင်မြစ်ကပြောပါတယ်။ပြစ်မှုကျူးလွန်သူတွေကို yes ကန်ကဖမ်းမိတဲ့အခါမတ်တီရီနယ်ကိုင်ဆောင်တဲ့ဖုန်းနဲ့ဝတ်ဆင်ထားတဲ့လက်စုပ်ကိုတိတ်ဆဲရမိခဲ့ပြီးအလောင်းကိုရွှေပြည်သားမျိုး၁၄ရက်ကွက်ကိုင်းတော့မှသွားရောက်ဆုံးပြစ်ခဲ့တာလို့သိရပါတယ်ရှင်။ ပင်လယ်ကွေ့ဒေသကိုပထမဆုံးခြေချတဲ့လေယက်ကြာခီးစဉ်အဖြစ်ရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ Saudi Arabia နဲ့မဟာဗျူဟာမြောက်စီးပွားရေးသဘောတူညီချက်ကိုမေလ17ရက်အင်္ဂါနေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်ထဲမှာစွန့်အင်ကကွယ်ရေးတပ်တုတွေနဲ့တခြားကဏ္ဍတွေကိုလွှမ်းခြုံထားကြောင်း Saudi နိုင်ငံပါရုံးမြင့်တန်းကြားမှထုတ်လွှင့်ပါတယ်။ Saudi Arabia ဟာဒေါ်လာ142ဘီလီယံနီးပါးတန်ဖိုးရှိမဟာမိတ်တွေအကြားကြီးဆုံးသောကာကွယ်ရောင်းချမှုသဘောတူညီချက်အပါအဝင် အမေရိကန်မှာဒေါ်လာ600ဘီလီယံယင်းနှမြုံနှံဖို့စီစဉ်ထားကြောင်းအဖြူတော်ကပြောပါတယ်တဘောတူညီချက်တဲမှာဝေဟင်နဲ့ဒုံကြီးကာကွယ်ရေးလေတက်နဲ့အာကာသဆာယာတိုတက်မှုရေချောင်းလုံခြုံရေးနဲ့ဆက်သွယ်ရေးအပါအဝင်နေပယ်ရီမှာအမေရိကန်ကာကွယ်ရေးကုမ္ပဏီဒရာစင်ဂျော်နဲ့သဘောတူညီချက်တွေပါရှိအကျုံးဝင်ကြောင်းဖော်ပြထားပါတယ်။ ဆော်ရီအာရေဘီယာကလည်းအမေရိကန်နဲ့အတူယင်းနှမြောက်နှံမှုအခွင့်အလမ်းတွေကိုဒေါ်လာဘီလီယံ600အထိရှာဖွေနေပြီးအဲ့ဒီတန်ဖိုးကိုဒေါ်လာ1တရီလီယံအထိမြှင့်တင်နိုင်မယ်လို့မျှော်လင့်ကြောင်းလဲဆော်ရီအရှိတ်ဆန်မင်းသားမိုဟာမက်ဘင်ဆာလ်မန်ကမေလ17ရက်အင်ကာနေ့ဆော်ရီအမေရိကန်ယင်းနှမြောက်နှံမှုဖိုရမ်အတွင်းပြောကြားခဲ့ပါတယ်ရှင်။ အသေးစားပါဆယ်ရီတင်ပို့တဲ့ရှဲနဲ့ထေမူရိုးရဲ့ကုန်တင်ပို့မှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအခွန်ကောက်ခံမှုတည်တည်တသာရှော့ချခဲ့ပါတယ်။ကမ္ဘာစီးပွားရေးအင်အားကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နဲ့အမေရိကန်တို့ဟာဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်အပြန်အလှန်အခွန်တိုးကောက်မှုကိုရှော့ချခဲ့တာဖြစ်ပါတယ်။ဒေါ်လာ၈၀အထိအသေးစားပါဆယ်ပို့ဆောင်မှုအတွက်အခွန်ကောက်မှုကို120ရာခိုင်နှုန်းကနေ94ရာခိုင်နှုန်းအထိရှင်းချခဲ့တယ်လို့အင်ဖြူရောကကြေညာချက်ထုတ်ပြန်ပါတယ်။ တရုတ်အွန်လိုင်းလက်လီကုမ္ပဏီတွေဖြစ်တဲ့ရှိန်းနဲ့ထေမူရိုရဲ့တမိုးနဲ့ကုန်တင်ပို့မှုဟာဂျူတီအခွန်ကောက်မှုနဲ့သွင်းကုန်ခွန်လွတ်ကင်းခဲ့ပါတယ်။လာမယ့်စနေတနင်္ဂနွေနေ့မှာလည်းတရုတ်သမ္မတရှီကျင်းဖြစ်တဲ့ဆွေးနွေးပွဲမျှော်လင့်တဲ့အကြောင်းထရမ့်ကပြောပါတယ်။အမေရိကန်ကတရုတ်နဲ့ကုန်သွယ်မှုမှာတချို့ကဏ္ဍတွေကိုအခွန်တွန်းမြှင့်ကောက်ခံမှုဆိုင်းငံ့ထားမှဖြစ်ပြီးသုံးလအတွင်းအခွန်တွန်းမြှင့်မှုတွေရှိမှဖြစ်ပေမဲ့145ရာခိုင်နှုန်းအထိတော့တိုးမှာမဟုတ်ဘူးလို့ဆိုထားပါတယ်ရှင်။ ဒီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်